မင်္ဂလာပါခင်ဗျာရွှေညောင်မြေ channel ကနေကြိုဆိုပါရစေဟုတ်ကဲ့ခင်ဗျာလူတိုင်းရဲ့ဘဝမှာအခက်အခဲဖြစ်တဲ့ချိန်အခွင့်အလမ်းရသည့်ချိန်တစ်ချိန်တည်းမှာပဲကံပြောင်းနိုင်တဲ့အချိန်ကလည်းရှိတတ်ပါတယ်မိတ်ဆွေကတနည်းနေတာဖြစ်စီတနင်္လာအင်္ဂါဘုရားကြာတာပြီးတောက်ကြစနေစတဲ့ညီရီနေတာပင်ဖြစ်စီတကယ်တမ်းကံကောင်းမယ်နေ့ရယ်ဆိုတာစဉ်းစားထားဘူးပါသလားဒီနေ့မှာတော့ရွှေညောင်မြေ channel ကနေဘီရင်လက္ခဏာပညာနဲ့ ံပြရသူတွေဒီဆရာကြီးဦးမြတ်ဆိုင်ရဲ့မျှဝေပေးမှုရခလေးသားသမီးတိုင်းအတွက်နေရလိုက်ကံကောင်းလို့ကံပြောင်းနိုင်မဲ့နေရများကိုတိကျပြတ်သားစွာနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဟောဇံမှာပါဝင်တဲ့နေရတွေကမိတ်ဆွေအတွက်အစာပြုဖို့လုံရအောင်မြင်ဖို့ဘဝတည်းတစ်ခုစဖို့တံပိုးကြီးတဲ့အချိန်တွေဖြစ်အသုံးချနိုင်မှာပါဒီချိန်ကစားပြီးတနေ့ချင်းတခဏချင်းကိုတံပိုးထားပြီးနားထောင်လိုက်ကြရအောင် ုနှစ်ရတာသမီးအားလုံးအေးဒီယာတွေဝေးကွာကြပါစေလို့ပြညာမီ channel မှာတစ်ဆင့်ဧရင်လက္ခဏာကံပြာပညာသူတွေဆရာကြီးဦးမြတ်ဆံမမေတ္တာပို့တာမှာပါတယ်ခင်ဗျာပြညာမီ channel အားစောင့်မျှော်ကြည့်ရှုပေးကြတဲ့ဧရင်ဝါသနာရှင်များဧရင်ဝါသနာဦးမြတ်အတွက်လူတွေဟာကံကောင်းတဲ့အချိန်ကံကြောင်းတဲ့အချိန်လေးတွေတည်ကြဖို့အတွက် ဝေဒင်လက္ခဏာတံပြာတိညာတုတိတိဆရာကြီးဦးမြတ်ဆန်ကပြင်ပြပြီးမှဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့တင်းလာသားတမီးများ1389ခုနှစ်ခေါ်သားမှာဟောနေ့တနေ့ရဲ့အချိန်ကာလတင်းလာသားတမီးများကတော့ကိုယ့်ရဲ့ကံကောင်းတဲ့အချိန်ကံပြောင်းတဲ့အချိန်လေးတွေတင်းလာသားတမီးများတို့ဤသက်ပြင်ပြပြီးမှဖြစ်ပါတယ်တင်းလာသားတမီးများဟာ ဘဝမှာကံကောင်းတဲ့ကံပြောင်းတဲ့အခြေအနေတွေကိုပြည့်ပြည့်ကြကြသိကြမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကံကောင်းတဲ့အခြေအနေတွေမှာကံမိုင်းအံကြတတ်တယ်ကံထပြီဆိုရင်လည်းဘယ်သူနဲ့မှမတူတတ်ပါဘူးခင်ဗျအဲကြောင့်မလို့ဒီနေ့မှာတော့အပူမီးတော့ကများကိုပြင်ဝေးကြပါဒီကြောင့်စေနာကောင်းတဲ့သုတော်မြတ်တာဘုရားပါတယ်စေတော့ကအပူမင်းများလည်းကင်းဝေးကြပါသည်လူတိုင်းလူတိုင်းဟာဆိုရင်တော့အခုဖြစ်နေတာကအကြီးကြီးဝိုင်းတကယ်တူ ဖြစ်နေတဲ့ကာလဖြစ်ပါတယ်။နောက်ကံတရားဆိုတာကလည်းဉာဏ်များလို့မရဘူးခင်ဗျ။အတိတ်ကံဝကျွေးရှိတယ်ဆိုရင်လေကျွန်တော်တို့ပြစ်ဆက်ကြရမှာပါနော်။အတိတ်ကံမှာဘာပဲလုပ်ခဲ့လုပ်ခဲ့ကိုလုပ်ခဲ့တဲ့အကျိုးကျေးဇူးပဲကိုပြန်ခံစားရတာပါခင်ဗျ။အတိတ်ကံဆိုတာကပြုပြင်ကြောင်းလဲလို့မရပါဘူး။ဒါပေမဲ့ပြစ်ဆုံးပံကံနဲ့အနာဂတ်ကံကောင်းမှုပဲစူးစမ်းရမှာ ဒါကြောင့်မလို့ခုနှစ်ရက်သားသမီးများကကိုကဘယ်နေ့ကံကောင်းမယ်ဘယ်နေ့ဒီကကံမကောင်းဘူးဆိုတာကိုတာမန်မျက်စိလေးနဲ့မမြင်နိုင်ဘူးပေါ့ဗျာနော်ဆရမအာယုံလို့ခေါ်တယ်ဆရမမျက်လုံးပန်းရှင်လို့ခေါ်တယ်ပရောဟိတ်ကြီးကျွန်တော်တို့ပရောဟိတ်ကြီးကတော့ပြီးပါတယ်ခင်ဗျာနော်ဒီရောက်ကိုတာမန်မျက်စိနဲ့ကြည့်ရင်တော့လန်ကြီးထမ်းလာတာပဲကြည့်ရပါပါပညာမျက်စိနဲ့ကြည့်ပါ ပြန်ထမ်းလာတာကိုညီနေတာပေါ့ဗျာဒါကြောင့်လဲရှေ့အခါတုန်းကတရင်နဲ့တကွမူးမက်ကအစအဖြစ်တကြွယ်အစုံပုံတယ်လေလို့ဒါမကုတ်ပါမကြံကိုယ့်ရဲ့ကံကောင်းမကောင်းကိုကျွန်တော်တို့ရှေ့တော့ကတော့ပုံနဲ့ပြီးပုံညိုလို့ခေါ်တဲ့ပရောဟိတ်ညာရှိကြီးညာစီကစီးပြက်နင်းများတာပေါ့ဗျာအခုလဲခေါင်းရသားသမီးများအတွက်ဘယ်နည်းတွေကကံကောင်းတယ် ဘဲအချိန်တွေကအောင်မြင်စီတတ်တယ်။ဘဲအချိန်တွေကကိုယ့်ရဲ့ကံကြီးကြောင်းနေပြီးဆိုတော့ဘေးရင်လက္ခဏာကံပြီးရပညာသူတွေဒီဆရာကြီးဦးမြတ်ဆန်ကကျမ်းကိုထောက်ပြီးလမ်းပေါ်ပြီးမှဖြစ်ပါတယ်ခင်ဗျာနော်။ကံကောင်းလို့ကံပြောင်းတဲ့အချိန်လား။ကံမကောင်းလို့ကံပြောင်းတဲ့အချိန်လားဆိုတာပြေဖို့တော့ဘူးတာပေါ့ဗျာ။ဟုတ်ကဲ့ကံကောင်းရင်လေပြန်ပြောင်းလို့မရတယ်လို့ကံညံ့ရင်လေကျွန်တော်တို့ ခံထားခံရဖို့သာပြင်ထားပါနော်ကဲကံမရင်လဲအံကြတတ်ပါလေခင်ဗျနော်တကယ်တော့ကံဆိုတာကကာမဆိုတဲ့ပါဠိစကားကလာတာပါခင်ဗျမြန်မာလူကတော့ဒီလိုချင်ပေါ့ကိုလောက်တာကိုကိုပြန်ရတာကတန်တရားပါပဲခင်ဗျကဲကံကောင်းရင်ကံကောင်းကြည့်ကောင်းတာဒီများများလုပ်ပေါ့ဗျာ ။အဲမှာမသွားပဲဘာမှမလုပ်ပဲထိုင်ကြီးဆူတောင်းနေရင်တော့ဘာမှလည်းဖြစ်လာမှာမဟုတ်ဘူးဆိုတာကတော့သိကြပါလေခင်ဗျာ။ဟုတ်။ဟုတ်ကဲ့။ကျွန်တော်တို့မောင်စိန်ဝင်းပရိကုန်းရဲ့အပြားလေးတစ်ပုဒ်လို့ပေါ့ဗျာ။နော်။ဆူတောင်းနေတာပြင်မယ်ဆိုရင်ညင်ရဆင်းတူတုံးပြူစီတာမြက်ဖျားမှာဆူတောင်းလိုက်တယ်တငယ်ချင်းလို့ကျွန်တော်တို့မောင်စိန်ဝင်းပရိကုန်းကတော့ဆက်ဆူထားကြတာပေါ့ဗျာ။ ဒါလည်းမှန်တာပဲလေလူသားမှန်သမျှကဆူတောင်းကြတာပဲလေဘယ်မှာတောင်းတဲ့ဆူတိုင်းပြေလို့လေနော်အကြောင်းမလို့ကိုဆူကလည်းတောင်းမယ်ကိုကိုနိုင်ကလည်းအလုပ်လုပ်ကံညာဝရိယဆိုတဲ့ကံသုံးပါးသောဟောင်းပေါင်းစပ်ပြီးသုံးပါးသားလေကိုရဲ့အတိတ်ကံအနာဂတ်ကံပြစ္ဆုတ်ကံကံဒီကောင်းမှာဖြစ်ပါလေအကြောင်းမလို့ကိုရဲ့ကံကြောင်းမီလားကံကောင်းတဲ့အချိန်လားဆိုတာအဲ့လိုကိုကံကောင်းတဲ့အချိန်ကံပြောင်းတဲ့အချိန်မှာတော့ သာသာရှင်များကတိတ်ပျော်မနေဘူးတော့လို့တာပေါ့ဗျာအကြောင်းမလို့ကိုယ့်ရဲ့ကံကောင်းတဲ့အချိန်လေးတွေကံပြောင်းတဲ့အချိန်လေးတွေဒီဒီကြကြပြီးရဦးတွေ့ဣဒင်လက္ခဏာကံပြာပညာသူတွေဆရာကြီးဦးမြတ်ဆန်ကတင်းရသားတွေအတွက်ဘယ်နေ့ရကံကောင်းတယ်ဘယ်အချိန်ကံကောင်းတယ်ဘာတွေကိုပြုတ်လုတင်တယ်ဆိုတာကိုသင်ပြပေးမှဖြစ်ပါတယ်ကနေလာသားသမီးများဆိုလို့ရှိရင်တော့ဗောဗျာကျွန်တော်တို့အားပဲလို့လို့ဆက်ဆက်ရအောင်မြင်နေလဲဆိုရင်တော့ကြာသာပရိနေတနေပါဗောဗျာเนาะကြာသာပရိနေမှာ ကျွန်တော်တို့ဂျာတာပရေးနေမှာအငင်းအကုန်လေးလုပ်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေလုပ်မယ်ဆိုလို့ရှိရင်အောင်မြင်စီတတ်ပါတယ်ခင်ဗျာနော်တင်းနလာသားသမီးများကစီးပွားရေးအတွက်အောင်မြင်မှုအတွက်လုပ်ငန်းလုပ်တော့မယ်ဆိုရင်ဂျာတာပရေးနေကိုလုပ်ပါခင်ဗျာခုနေ့တူစွာပဲဟောတင်းနလာသားသမီးများဟာကိုယ့်ရဲ့လုပ်ငန်းတွေစတူရှယ်ယာလုပ်ငန်းတွေကုမ္ပဏီလုပ်ငန်းတွေအီးသွားကိစ္စတွေစားရရစီးပွားရေးနဲ့ပတ်သက်တာတွေလုပ်မယ်ဆိုရင်တော့တင်းနေနေမှာလုပ်ပါနော်ခုနေ့တူစွာပဲ ိန်တော်ရေးအချီရေးစားပြင်းပေါ့ဗျာလူမှုရေးပေါ့အဲ့လိုမျိုးအိစရီလုပ်မယ်ဆိုရင်တော့ဘုံတော်မူတွေမှာလုပ်ပါလို့ကျွန်တော်တို့ဆရာဆရာကြီးတွေရဲ့အဆိုအမေကျန်းအကူကားတွေမှာရှိပါတယ်ခင်ဗျအဲကြောင့်မလို့ဟာပဲလို့လို့တိကျတိကျတော့တွက်ချက်မှုနဲ့ရုံရုံကြည်ကြည်နဲ့တာပြုလုပ်ပါဒါဆိုလို့ရှိရင်မိမိတို့ရဲ့အကျန်းအစီအလုတ်ကြိုက်ရအောင်မြင်စေတတ်တဲ့ဆိုတဲ့အကြောင်းဤရင်လက္ခဏာကံပြာပညာသူတွေသည်ဆရာဦးမြတ်ဆံမှာ ရွှေညာမြေ channel မှာတစ်ဆင့်တင်ပြပေးရခြင်းဖြစ်ပါတယ်ခင်ဗျာ။ကိုနေသားသမီးအားလုံးစိတ်တော်ကအပူမှုကတွင်ဝေးကြပါသည်။အကြောင်းစုမောတော့ပါတယ်ခင်ဗျာ။